တိုဘာလ25ရက်ညပိုင်းကအိရိယာဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖြောပြပွဲမှာတချင်းစုံနေရာကနေနှလုံးရောဂါနဲ့လဲကျကွယ်လွန်သွားခဲ့တဲ့ FIFA 109 T1 ကိုစတင်တည်ထောင်ခဲ့သူတေးတေးဆိုအဒီနိုရဲ့ဇာပနာအခမ်းအနားကိုအော်တိုဘားလာ28ရက်နေ့ကမနက်9:00နာရီမှာ ရှစ်မိုင်ကဟေပြုံညီကိုများအတင်းတော်ခမ်းမမှာပြုလုပ်သွားမယ်လို့မိခင်ဖြစ်သူကမျှဝေအသိပေးထားပါဗျ။ တရီတစ်ဆိုအဒီနိုဟာကွယ်လွန်သွားပြီဖြစ်တဲ့အဆိုရာရေမွန်ရဲ့မငိုနဲ့တော့တခြင်းနဲ့နှုတ်ဆက်တည်ဆုံနေစမှာရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အရေးပေါ်ကုသကဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူဟာကွယ်လွန်ချိန်မှာအသက်38နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုတော့အော်တိုဘာလ28ရက်မနက်7:00နာရီခွဲမှာရေဝေးတုတ်တံမှာမိတချုပ်သွားမယ်လို့လည်းသိရပါတယ်။တီတီဆိုအဒီနိုဟာနာမည်ကျော် Vocal Coach တဦးဖြစ်တဲ့ဒေါ်ရင်မင်းတင်ခေါ် ထရေစီတို့ရဲ့တာကြီးဖြစ်ပြီးမြမအန်ဒါဂရောင်းမတ်တယ်လောကရဲ့ရှေ့ဆောင်လမ်းပြတီဝိုင်းနေတဲ့ကအဖွဲတစ်ဖွဲဖြစ်တဲ့ FIFA 109တီဝိုင်းကိုဥဆောင်တည်ထောင်သူတွေကတက်ရောက်လဲဖြစ်ပါတယ်ခင်ဗျာမန္တလေးတိုင်းမြင်းချံမြို့နယ်မြင်းချံအချင်းထောင်ကနိုင်ငံရေးအချင်းသားကိုချမ်းမင်းဟင်းကွယ်လွန်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကအော်တိုဘားလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။နိုင်ငံရေးအချင်းသားကိုချမ်းမင်းဟင်းဟာမြင်းချံအချင်းထောင်မှာဖမ်းဆီးခံရရစဉ် ကြောက်ကအသေးချောက်အသေးရောင်တဝါယောဂတွေရှိနေပြီးအသက်29နှစ်အရွယ်မှာအကျဉ်းထောင်အတွင်းဆေးဝါးစောက်ရှောက်မှုမလုံလောက်တာကြောင့်အော်တိုဘားလာ16ရက်နေ့မှာကွယ်လွန်ခဲ့တာပါနိုင်ငံရေးကျင်းသားကိုချမ်းမင်းဟင်းဟာ905ကကြီးဆက်သွယ်ရေးပုံမှဖောက်ခွဲလက်နက်မှုစတဲ့ပုံမှတွေနဲ့မတရားဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်6လချမှတ်ခံထားသူဖြစ်တယ်လို့သိရပါတယ်2025ခုနှစ်ဇန်နဝါရီလကနေအော်တိုဘားလာထိအကျဉ်းထောင်အသီးသီးမှာ စေဝါဆောက်ရှောက်မှုလုံလောက်စွာမရရှိတာနဲ့အရေးပေါ်စေကူတာခွင့်မရရှိတာတွေကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား28ရောက်အထိရှိနေပြီဖြစ်တယ်လို့ PPNM ရဲ့စီးနွေရာသိရပါပါတယ်ခင်ဗျာပြည်တွင်းစက်တောင်းစီစည်းတွေတရင်ပတ်လေးပတ်ဇက်တိုက်ပြန်ကျဆင်းလာပြီးဓာတ်ဆီ92ရွန်တလီတာကိုကျန်2900အောက်ကိုရောက်ရှိလာပါတယ် စက်တုံးစီတင်သွင်းတို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့စက်တုံးစီရည်ညွှန်းစည်းနှုန်းတွေအရဓာတ်ဆီ92 ron တလီတာကို2680ကျပ်95 ron တလီတာကို2960ကျပ်ဒီဇယ်တလီတာကို2380ကျပ်ပရီမီယံဒီဇယ်တလီတာကို2900ကျပ်ရှိပါတယ်။လက်ရှိကြာဆင်းလာတဲ့လောင်စာဆီဈေးနှုန်းတွေဟာနှစ်လအတွင်းအနေဆုံးဈေးတန်းကိုပြန်ရောက်ရှိလာတာဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာပထမပတ်အထိတလီတာကို ချက်3000ဝန်းကျင်မှာပဲအတက်အကျရှိနေကြတာပါပြည်တွင်းဆက်သုံးစီဈေးတွေကိုကော်မတီကတတ်မှတ်ရမှာစင်ကာပူ MOPS ဈေးနှုန်းကိုအခြေခံတာဖြစ်ပေမဲ့လက်တော်လောမှာတော့ MOPS ဈေးကမြင့်တက်နေတာပါစင်ကာပူ MOPS ဈေးမြင့်နေပေမဲ့ဒေါ်လာလဲနှုန်းကျဆင်းလာမှုကြောင့်ပြည်တွင်းဈေးနှုန်းတွေပြန်ကျလာတာလို့ဈေးကွက်စောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်ကမ္ဘာဈေးကွက်မှာလည်း Brand ANN ဈေးဈေးနှုန်းကအောက်တိုဘာ24ရက်မှာတစီကို American ဒေါ်လာ66ဝန်းကျင်ရှိနေပြီးနှစ်ပတ်အတွင်း အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိနေပါတယ်ခင်ဗျာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အလောက်ရောင်ဆွေးနွေးပွဲကနေနိုင်ငံရေးစီးပွားရေးနဲ့ NCA ဆိုင်ရာအကြံပြုချက်63ချက်ရရှိခဲ့တယ်လို့စစ်ကော်မရှင်အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။ NCA ဆယ်နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးပြန်လည်တုံ့တက်ခြင်းအစည်းအဝေးကိုအောက်တိုဘာလ24ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့ရမှာ ပြည်ထောင်စုငင်းချန်ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြေကပြောကြားခဲ့တာပါအလို့ရောင်ဆွေးနွေးပွဲကနေအကြံပြုချက်63ချက်ရရှိခဲ့ကြောင်းနဲ့တချို့ချက်တွေဟာအကျိုးရှိတဲ့အကြံပြုချက်တွေဖြစ်ကြောင်းလူငယ်တွေငင်းချမ်းရေးကိုစိတ်ဝင်စားတာတွေ့ရကြောင်းအားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးနောင်ပြုလုပ်မဲ့အခမ်းအနားတွေမှာဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ဒုဗိုလ်ချုပ်ကြီးရာပြေကပြောပါတယ် NCA 10နှစ်ပြည့်ခမ်းနားကိုပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီးအလုံယုံဆွေးနွေးပွဲကိုပါတဘာတည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစရိတ်ကိုတိုးမြင့်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမတ်ပုံတင်ခြင်းနယူးဘရီများတတိယအကြိမ်ပြင်ဆင်တဲ့နယူးဘရီတွေကိုအောက်တိုဘာလ26ရက်ကထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်လိုက်တဲ့နေဥပဒေအရနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနေဥပဒေများနေဥပဒေ27ပါငွေကျပ်350အစားငွေကျပ်300ငွေကျပ်300အစားငွေကျပ်300ဆိုပြီးအစားထိုးပြင်ဆင်လိုက်ပါတယ်မူလနေဥပဒေ27မှာပါတီတစ်ခုအနေနဲ့အထွေထွေရွေးကောက်ပွဲမှာဖြစ်စေကြားပြတ်ရွေးကောက်ပွဲမှာဖြစ်စေရွေးကောက်ပွဲအသုံးစရိတ်ကိုပါတီကိုစားပြုရွေးကောက်ပွဲဝင်မဲ့ ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းတယောက်အတွက်ငွေကျပ်350တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်အတွက်ငွေကျပ်330ဆွဲနိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ပြင်ဆင်ပေးလိုက်တဲ့ new grade အရလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်ငွေကျပ်300တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းတွေအနေနဲ့ငွေကျပ်350တုံးဆွဲခွင့်ရမှာဖြစ်ပါတယ်။ ကိုဇလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကြဆေးတွေကိုတက်မရက်အတွင်းတက်ဆိုင်ရာရွေးကောက်ပွဲ အဖွဲ့ခွဲတွေမှာတင်သွင်းရမှာဖြစ်ပြီးတက်မရက်အတွင်းမတင်သွင်းမှာက ခုံအဖွဲ့စစ်ဆေးကအရေးချင်းပြည်ရင်သူတွေဖြစ်ကြေညာခံမှာလည်းဖြစ်ပါတယ်ခင်ဗျာရခိုင်ပြည်နယ်အမ်းမြုတ်ကိုအော်တိုဘားလာ26ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်က Jet Fighter 2စီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် စစ်ကောင်စီတပ်က Jet Fighter နှစ်စီးဟာအမ်းမြုပ်မြို့ဟောင်းရပ်ကွက်ကိုအော်တိုဝါလာ26ရက်နေ့လယ်3:00ခွဲဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်အသက်9နှစ်အရွယ်မောင်ဆလိုင်းသိန်းစော်ကိုထိခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့အရသားနေတဲ့ရပ်ကွက်တွေကိုပိတ်မထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတုံနန်းចောင်းသားတယောက် ထိခိုက်ခဲ့ကလက်ရှိမှာတော့စေကူတမှုခံယူနေရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခတီရှိတဲ့ အမ်းမြုတ်ကို2024ဒီဇင်ဘာလမှာအာရခတပ်တော်ကတင်ပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ကစစ်ရေးတင်းမာနေတဲ့ရခိုင်ကမြို့နယ်တွေဖြစ်တဲ့ကြောက်ဖြူနယ်စစ်တွေမြို့တော်မှာလေချောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေသလိုအေအေထိန်ချုပ်မြို့နယ်တွေကိုလည်းလေချောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။ ထိုင်းမြန်မာနယ်စပ်တားခိုင်မလမတ်မြို့နယ်ထဲမှာအော်တိုဘားလ26ရက်နေ့ကတရားမဝင်မြန်မာနိုင်ငံသား64ယောက်တော်ရဲလမ်းပြောင်းနေစဉ်တာဝန်ရှိသူတွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့မန်နေဂျာအွန်လိုင်းထိုင်းတရင်အရာသိရပါတယ်။ထိုင်းနယ်ခြားဆောင်တပ်အမတ်3501စစ်ကြောင်းဟာအော်တိုဘားလ26ရက်နေ့ကထိုင်းမြန်မာနယ်စပ်မလမတ်မြို့နယ်ဘန်နန်တစ်ဘွန်ဝမ်ကျွာအနီးလုံချုံရေးလှည့်လည်စစ်ဆေးစင်မှာတောက်ထဲမှာတင်ကာမကင်းဖြစ်เสียလူတစုကိုတွေ့ရကြောင်း င်ရောက်စစ်ဆေးခဲ့ရမှာအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား43ယောက်နဲ့အမျိုးသမီး21ယောက်စုစုပေါင်း64ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာတရားမဝင်အလို့သမားတွေကိုလာခေါ်မဲ့ခိုင်းကဖြစ်တယ်လို့ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။ဒီခါမှာခင်ဗျာတာဝန်ရှိသူတွေကတရားမဝင်မြန်မာ64ယောက်လမ်းပြ3ယောက်နဲ့ကားတစီဆိုင်ကယ်တစီတို့ကိုဖမ်းဆီးပြီးလာဘကဥပဒေနဲ့အရေးယူဖို့မန္တလေးမြို့နယ်ရဲစခန်းစီကိုခေါ်ဆောင်သွားတယ်လို့သိရပါပါခင်ဗျာ။ မကွေးတိုင်းပခုတ်ကူမြို့နယ်ညောင်ချစ်ပင်ပြည်ရွာကနေစစ်ကောင်စီတပ်ကအော်တိုဘားလ26ရက်နေ့လယ်7:00နာရီအချိန်မှာပြည်ရန်ရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူ300ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ပခောက်ကူမျိုးတမတရားတက်ကနေညောင်ချစ်ပင်ပြူရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်အံရွာဘက်ကို60မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်ထိခိုက်ခဲ့တယ်လို့ဆိုပါရယ် ပခောက်ကူမျိုးတမတရားတက်ကနေထွက်လာတဲ့စစ်ကြောင်းကအော်တိုဝါလာ22ရက်နေ့မှာညောင်ချစ်ပင်ပြူရွာကိုရောက်လာပြီးအနေဝင်းကျင်ကျွရတွေကိုစစ်ကြောင်းထုတ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ထန်းတပင်ဝါကျွန်းတွင်ရေမြက်ဖောင်ချောင်းဖောင်ခွဲပြည့်အိုင်ရွာသားရင်းနဲ့မြေပတောင်ကျွရတွေကဒေသခံတွေနေရစွန့်ခွာထွက်ပြေးနေကြရတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်တွေတပ်ဆွဲနေတဲ့ညောင်ချစ်ပင်ရွာဟာ ပောက်ပခုတ်ကူမင်းတက်ကာလမကြီးပေါ်မှာတရှိတဲ့ပြူရွာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာထိုင်းနိုင်ငံတာခိုင်မက်ထော်ခိမ်းမှာအော်တိုဘာလ25ရက်နေ့ကမြန်မာနိုင်ငံနယ်စပ်ဘက်ကနေတည်ဆောင်လာတဲ့ Starlink အလုံး60ကိုဖမ်းဆီးရမိခဲ့ကြောင်းဒေတာတွင်သတင်းတွေမှာဖော်ပြပါပါတယ် online ငွေလိမ်စင်တာအုပ်စုတွေမြန်မာဘက်အချမ်းကနေထိုင်းဘက်ကိုရွှေ့ပြောင်းမှုကြမ်းစီနေတာဖြစ်ပြီး tracker နဲ့မဲဆောက်နယ်စပ်ဘက်အချမ်းကိုတည်ဆောင်လာစဉ်စစ်ဆေးရေးခိမ်းမှာဖမ်းမိခဲ့တာလို့သတင်းတွေမှာဖော်ပြပါပါတယ် ထရက်ကားမောင်းနေသူနဲ့ကားကိုတော့မဲထော်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းအရေးယူထားပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကရွှေကုတ်ကိုအပါအဝင်ကြားဖြန့် online ငွေလိမ်စင်တာတွေကိုအော်တိုဘာလာအတွင်းဝင်ရောက်စီးနင်းနေတာပါ။အော်တိုဘာလာ25ရက်နေ့က online ငွေလိမ်စင်တာတွေတရှိရာ KK Park ကိုစစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိုင်းနိုင်ငံအဆက်ဘက်ကိုလည်းကြားရောက်ပောက်ကွဲခဲ့သေးတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာ။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအနီးကကျွော်တွေကိုစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတကဒေသခံ၉ရောက်ထပ်မင်းဲကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မုံရမြို့နယ်နမခါကနေလာတဲ့စစ်ကောင်စီတကဝမ်ပေါင်ကုမ္ပဏီနယ်မြေမှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်နယ်မြေရှင်းလင်းရေးလို့ဆိုကစစ်ကြောင်းထုတ်ပြီးစလင်းကြီးမြို့နယ်ဆယ်တဲရွာကဒေသခံ၉ရောက်ကိုတပ်ဖြတ်ပြီးပစ္စည်းတွေကိုလူယူနေတာလို့ဆိုပါတယ်။စကောင်စီတက်ကအော်တိုဘားလာ18ရက်ခရဲကမုံရမျိုးတွေကနေချင်းတွင်းမြစ်ကိုဖြတ်ကူးကာ ဝမ်ပောင်ကုမ္ပဏီနယ်မြေတဲကိုအင်အားများပြားနဲ့ဝင်ရောက်ပြီးကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ကဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်နေတာလို့ဒေသခံတွေကပြောပါတယ်။ဒေသခံ၉ယောက်ရဲ့အလောင်းကိုတော့မိသကြုံပေးထားပြီးစစ်ကောင်စီတပ်ကလုံခြုံရေးတွေချထားပြီးကင်းမုံတွေယူထားတဲ့အတွက်ထပ်ပြီးတည်ဆုံသူတွေရဲ့အလောင်းတွေကိုကောက်ယူခွင့်မရသေးဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့ဝမ်ပောင်ကုမ္ပဏီနယ်နမိတ်နဲ့အနီးနားကျေးရွာ၂၈ရွာလောက်ကဒေသခံ၁၀၀၀ကျော်ဟာစစ်ဘေးရှောင်အဖြစ်နေထိုင်နေရတဲ့အပြင် ထွက်မပြေးနိုင်တဲ့တက်ကြီးရဲအိုတွေဟာကျွရအတွင်းမှာပိတ်မိနေတယ်လို့သိရပါပါတယ်ခင်ဗျာရခိုင်ပြည်နယ်ပုံနာကျွမြို့အခြေဆိုင်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်ပရာဟိတလူငယ်တယောက်ဟာလူနာသွားတဲ့တဲ့အချိန်စစ်ကောင်စီကဒရုန်းနဲ့တိုက်ခတ်ခဲ့တဲ့အတွက်အော်တိုဘားလ26ရက်နေ့မှာတည်ဆုံခဲ့တယ်လို့ပရာဟိတအဖွဲ့စီကလည်းသိရပါဗျ။ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်မောင်ထေးအောင်ဟင်းဟာ ကွန်တောင်ကျေးရွာကလူနာကိုသွားခေါ်တဲ့အချိန်စစ်ကောင်စီတပ်ရဲ့ drone နဲ့ပြစ်ခတ်တိုက်ခိုက်တာကိုခံခဲ့ရတာလို့ဆိုပါရယ်စစ်ကောင်စီတပ်အနေနဲ့ပရာဟိတအသင်းတွေကိုတိုက်ခိုက်တာကိုလုံးဝလက်မခံနိုင်ဘူးလို့ပရာဟိတသမားတယောက်ကပြောပါရယ်တစ်ဆုံသွားခဲ့တဲ့မောင်ထေအောင်ဟင်ဟာအသက်17နှစ်အရွယ်ကလေးကဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှာပရာဟိတအလုပ်တွေကိုလောက်ကင်နေသူဖြစ်တယ်လို့နှိစက်သူတွေကပြောပါရယ် ကွန်တောင်ကျွရဟာစစ်တွေမြို့နယ်နဲ့ပုံနာကျွမြို့နယ်အဆက်မှာတရှိတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုမကြာခဏခံနေရတဲ့ကျေးရွာလည်းဖြစ်ပါတယ်ခင်ဗျာစရေပတိပခပြင်းထန်တဲ့ဘကိုးတိုင်းပြည်ခရိုင်ပဒေါန်းတပ်နယ်ကိုစစ်ကောင်စီကအော်တိုဘားလာ24ရက်ကစလို့စစ်ကူအင်အားနဲ့ဒရုန်းလက်နက်တွေကိုလေယာဉ်နဲ့ပို့ဆောင်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်တမခွန်ခွန်အပါဝင်တိုက်ခိုက်ရေးတပ်တချို့နဲ့ဒရုန်းတပ်တွေကိုတောင်ငူလေတပ်စခန်းမှစူးစီးကာ အတုတ်လိုက်ခွဲပို့ဆောင်နေပြီးအကြောင်းရင်းကကပ္ပစ16လို့ခေါ်တဲ့ကာကွယ်ပစ္စည်းစက်ရုံအတွက်စိုးရင်စရာအခြေအနေဖြစ်လာလို့အခုလိုလှုပ်ဆောင်နေတာလို့စစ်ရေးသတင်းရှင်းမြစ်က DVB ကိုပြောပါတယ်။အော်တိုဘားလ15ရက်နေ့ကအာရခတက်တော် A ကကပ္ပစ16အနီးနားက0.6669ကိုတင်းယူပြီးတဲ့နောက်စစ်ကောင်စီတက်အတွက်စိုးရင်စရာအခြေအနေဖြစ်လာတယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေကိုစစ်ကောင်စီဘက်ကတရားဝင်သတင်းမထုတ်ပြန်ပေမဲ့ တောင်ကုတ်ဗဒောင်းလန်းကရွာတချို့ကိုလေချောင်းကနေဘုံကျဲလို့ရွာကန်တချို့တည်ဆုံတာတွေရှိတယ်လို့စစ်ဆောင်ရခိုင်လူမျိုးတွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတယောက်ကဒီဗီဗီကိုပြောပါတယ်။ဒါအပြင်ကပါစာ16အနီးကမတုံဖလုံကြောက်စကွဲကြားချေရာစတဲ့ရွာတွေမှာစစ်ကောင်စီတပ်ကတပ်ဆွဲထားတယ်လို့ရွာကန်လူငယ်တွေကိုတော့ကပါစာဆက်ယုံကိုကာကွယ်ဖို့အတင်းအဓမ္မစစ်တင်နေပေးနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ခင်ဗျာ။ ကင်းနီပြည်နယ်ဒီမော့ဆုံမြို့နယ်ကစူပေါ်တဲရွာအနီးရေဝိုင်းတောင်မှာစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်စပားရိတ်တိန်နေတဲ့အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗါအော်တိုဘာလ25ရက်နေ့လည်နာရီမှာအသက်40အရွယ်ဦးအားကိုစတီနိုဟာစပားရိတ်ပြီးကားပေါ်တိန်နေတဲ့အချိန်စစ်ကောင်စီတပ်က drone နဲ့တိုက်ခတ်ခဲ့တဲ့အတွက်သေဆုံးခဲ့ရတာလို့ဆိုပါတယ်ရေဝိုင်းတောင်အနီးမှာစစ်ရှောက်နေသူ၂ယောက်ကစပားတိန်ပြီးကားပေါ်တိန်နေတဲ့အချိန် drone နဲ့လာကျဲတဲ့အတွက် တယောက်တည်ဆုံးပြီးနောက်ထပ်တယောက်ကအနှဲငယ်တန်းရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်သားတွေဟာရေဝိုင်းတောင်အနီးတစ်ဝိုက်မှာအင်အား90နဲ့စစ်ကြောင်းထုတ်နေတဲ့အတွက်ဒေသခံတွေစိုက်ပျိုးထားတဲ့လေယာစဘာတွေမသိမ်းနိုင်ပဲဖြစ်နေတယ်လို့ဆိုပါတယ်အော်တိုဝါလာ27ရက်နေ့ကလည်းဖရူဆိုမြို့နယ်အတွင်းကကြေးရွာတွေရွာမှာစပားရိတ်တိတ်နေတဲ့တောင်သူတွေကိုစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်24နှစ်အရွယ်အမျိုးသားတစ်ယောက်တည်ဆုံးခဲ့ပြီးအမျိုးသားနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာ။